ိုင်းလူပညာလောကကနေပြောက်ွယ်သွားခဲ့ရတဲ့မင်းသမီးမင်းဖီချာရာပြည်သူများရှင်မင်းဖီချာရာကတော့အပြုံးချိုချိုနဲ့ချစ်စရာကောင်းတဲ့ထိုင်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ဒါမှဆိုရင်တော့ထိုင်းနိုင်ငံရဲ့အရှိမျောက်ပိုင်းက CN Eason ဒူလေးဖြစ်ပြီးတော့ဘဝကိုရွရွရှင်းရှင်းမဲနေတဲ့သူဖြစ်ပါတယ်။အရာဆိုရင်တော့ဒီမရဲ့အနုပညာအလုပ်တွေအပြင်ဖေဖေမေမေတို့နဲ့မိသားစုဘဝကိုပါဆိုရှယ်မီဒီယာမှာအမြဲချပြတတ်သူဖြစ်ပါတယ်။နာမည်ကြီးရုပ်သံ line channel 7နဲ့ နှစ်ပေါင်းအတော်ကြာလက်တွဲပြီးအောင်အလုပ်လုပ်ခဲ့ပြီးရနောက် freelance actress အဖြစ်ကိုရှောင်လန်းခဲ့သူဖြစ်ပါတယ်။သမရဲ့အောင်မြင်မှုကဆွဲလိုက်ပိုလို့တောင်မှကြောက်ကြခဲ့ပါသေးတယ်။ main petra က ီးခဲ့တဲ့နှစ်ပိုင်းက MLM အဖွဲ့အစည်းတစ်ခုနဲ့ပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ဒါတရားရုံးမှာမှုတွေရင်ဆိုင်ခဲ့ရပါတယ်။ဒီမှာဘက်ကတော့အဲ့ဒီအဖွဲ့အစည်းမှာပါဝင်ပတ်သက်ခြင်းလုံးဝမရှိဘဲ presenter အဖြစ်သာလောက်ကင်ပေးခဲ့မှုတဲ့အကြောင်းထွက်ဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတရားရုံးဘက်ကအချိန်ချင်းစစ်ဆေးပြီးတော့ဒီမှာမှာပြစ်မရှိကြောင်းသိကြတာကြောင့်ဒီမှာအပေါ်ဆွဆွဲချက်တွေကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ သူမရဲ့ဝင်ငွေတွေကအဲ့ဒီအဖွဲ့အစည်းရနေရရှိတာမဟုတ်ပဲအနုပညာလုပ်ငန်းတွေသူမမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေရနေရရှိရပဲဖြစ်ပါတယ်အဲ့ဒီအရှုပ်ထွေးကိစ္စတွေဖြစ်ဖြစ်ပြီးတဲ့က min picture တရားအနုပညာအလုပ်တွေရနေအနားယူသွားခဲ့တာဖြစ်ပါတယ်